วัดกว้างขนาดสูง สวัสดีค่ะนิทายสกิลสเปรดเพจมาเป็นอะไรเบเจอสไลไปที่นี่มาโครงการที่เรื่องเงินวันนี้ได้มาพอเนาะตั้งแต่ာပြီးတော့မှပြောရတဲ့အတော့နှောင်းလေးနဲ့ပတ်သက်တဲ့စကားလုံးကိုလာပြီးတော့ sharing လုပ်ပေးမှာဖြစ်ပါတယ်။ยထမဆုံးအနေနဲ့ကတော့တို့ကအရွယ်အစားအရွယ်အစားဆขนาด ขนาดိရင် ยเซาจีเอสวยเนาะขนาดใหญ่ ขนาดใหญ่ยเซาตีเอสวยเนาะขนาดเล็กขนาดเล็กอทูสวยความหนา ความหนาความหนาอะไรยาดามาโมโลชิเฉลียลเบลุยายบ่เนาะความยาว ความยาว ความยาวอันนั้นถ้ามาบอกลูกศิษย์อเจลูกပြောလို့ရတယ်ความกว้าง ความกว้าง ความกว้างกว้างตะลงนั้นเลยပြောလို့ရတယ်อเมียนก็จ้ะတော့ความสูง ความสูง ความสูงတို့ရေဒီလိုဒေါက်တွေပေါ့เนาะအဲ့လို ဒီဂရီဒေါက်တီဒေါက်တီပုံစံမျိုးပေါ့နော်ရှူဒေါက်တိုဒေါက်တီကိုပြောချင်တယ်ဆိုလို့ရှိရင်တော့မုံမုံမုံအကွာအဝေးရယရယရယအချိန်အကွာအဝေးဒီမှာလည်းသုံးလို့ရပါတယ်ရယဝေလာရယဝေလာဆိုလို့ရှိရင်ဒါကတော့အချိန်အကွာအဝေးပုံစံဖြစ်သွားတယ် ดีกรีดิวเปียวชนะบ่เนาะดีกรีดิวเปียวชนะဆိုလို့ရှိရင်တော့องศา องศาဥပမာအဖြี်90ဒီဂရီ90 องศา 90 องศาตะย180ဒီဂရီဆိုရင်180 องศา 180 องศา area တွေဒါမှမဟုတ်လို့ရှိရင်တော့နေရာဒေသလို့နေရာလို့ပြောချင်ရင်တော့พื้นที่พื้นที่พื้นที่ဒီလိုစကားလုံးနေရာကြတော့တို့ဥပမာအာမြေကွက်ငားမယ်တို့เนาะအဲအဲ့လိုမျိုးပြောချင်တဲ့အခါမှာဆိုလဲพื้นที่ให้เช่าพื้นที่ให้เช่าအဲ့လိုစကားလုံးမျိုးတွေလဲတွေ့တွေ့ရပါမယ်အဲ့ဒါလဲပြောလို့ရပါတယ်နောက်ဆုံးတစ်ခုကတော့အလေးချိန်အလေးချိန်ကိုကြတော့နမ်နတ် น้ำหนักที่อลิซเองโอเชงแมสเวยเนาะชั่งน้ำหนักชั่งน้ำหนักเราดูอุปมาสลองเลยเดี๋ยวสกาลีเดี๋ยวมาซาทูบิออลาเบลจิอาอุปมาจุยบยาอายุเอสาขนาดกระเบื้องน้ำมะพอยขนาดของกระเบื้อง ขนาดของกระเบื้อง စားတဲ့ဥပမာတွေမှာထည့်ပြီးတော့အသုံးပြုလို့ရပါတယ်။ဒီဗီဒီယိုလေးကတော့ဒီလုပ်ငန်းခွင်ထဲမှာဒီစောက်လို့ရနေပတ်သက်တဲ့အတိုင်းအတာလေးနဲ့ပတ်သက်တဲ့အသုံးအနှုန်းလေးတွေကိုသုံးရမဲ့သူတွေအတွက်အကျိုးရှိမယ်လို့ထင်ပါတယ်ရှင်။ create page လေးမှာနောက်ထပ်ဗာဗီဒီယိုလေးတွေတင်မလဲဆိုတော့ကိုသိရအောင်မလွတ်ရအောင် create page လေးကို like share subscribe နဲ့ comment လေးနှိပ်ခတ်ပေးပါနော်နောက်ထပ်ဗီဒီယိုမှာပြန်ဆုံပါမယ်ကျေးဇူးကန်ခိပနာခါဘိုင်ဘိုင်